ဂျက်ရှွာဘန်ကတော့ပြည်သက်တွေအကြီးအကျယ်မင်းကြီးကြတဲ့အောင်လန်းအန်ဆန်းလိုမျိုးဝမ်ချန်ပီယံရှစ်ကိုမြန်မာနိုင်ငံခေါ်လာပြီးတော့ဒါဝမ်ပွဲမှာထိုးသက်သွားတဲ့ကိစ္စလိုမျိုး UFC ကိုမြန်မာနိုင်ငံခေါ်လာပြီးတော့အနာဂတ်မှာထိုးသက်လာနိုင်သလားသူသက်ချန်ပီယံဖြစ်လို့ရှိရင်မြန်မာနိုင်ငံမှာပွဲကြီးပွဲကောင်း last race ကိစ္စနဲ့ပတ်သက်ပြီးတော့ကိစ္စတွေဖြေချားလာတယ်ပေါ့နော်ဂျက်ရှွာဘန်ကတော့အခုလိုမျိုး UFC အဖွဲ့အစည်းကမ္ဘာထိန်းသန့်ဖွဲ့စည်းနေတဲ့ မြန်မာနိုင်ငံလူမျိုးဒီလူမျိုးနိုင်ငံရေးအခင်းချင်းတို့၎င်းဖြစ်နေတဲ့ပြည်တွင်းဆွေဖြစ်ပွားနေတဲ့နေရာမှာဟိုလာရောက်ဖို့ဆိုတာကအင်မတန်မှဒါမဖြစ်နိုင်တဲ့ကိစ္စလို့ဖြေချသွားတယ်ပေါ့နော်တကယ်လို့နိုင်ငံကောင်းကင်ရှင်တောင်မှဒီလူမျိုးကိစ္စဆိုတာကရုပ်စီနေနဲ့လာရောက်ဖို့ဆိုတာအင်မတန်မှသူကအချိုးအမျက်ကိုရမ်းကြည့်တာဖြစ်တဲ့အတွက်ဟိုအင်မတန်မှရှားရီပေါ့နော်ဒါမဲ့သူအနေနဲ့ဒါချန်ပီယံဖြစ်ခဲ့ပြီးလို့ရှိရင်တော့မြန်မာနိုင်ငံမှာလာရောက်လဲပတ်မယ် ပရိသတ်တွေနဲ့တွေ့မယ်ဆိုပြီးတော့ဂျက်ရှွာဘန်ကပြောသွားခဲ့တာပြီးဖြစ်ပါတယ်။ဆိုတော့ဂျက်ရှွာဘန်ကဒီစန္ဒနာပိုင်းမှာဘန်ဒိုဂျိုင်းနဲ့ထိုးစပ်ပြီးတော့ချန်ပီယံဖြစ်သွားခဲ့ပြီဆိုရင်တော့မြန်မာနိုင်ငံကိုဖြန်လာပြီးတော့မြန်မာပြည်သူတွေနဲ့တွေ့ပါလိမ့်မယ်ကျွန်တော်အများကြီးတွားရောက်သိဆုံးလို့ရပါတယ်เนาะသူရဲ့ချင်းတောင်ကိုလည်းသူပြန်မယ်အဲသူရဲ့ငွေဘဝမှာနေထိုင်ခဲ့တဲ့ဇာတိကိုလည်းသူပြန်ပြီးတော့တွားကြည့်မယ်ပေါ့เนาะ အဲ့မှာအနာသွားယူခြင်းနဲ့လူကဆိုထားတာကိုဆိုတော့နိုင်ငံရေးအခြေအနေကတော့ဟိုတစ်ချက်ကျွန်တော်တို့အနေနဲ့အဆောင်ချေရအောင်ပါပေါ့လေနောက်တစ်ခုကတော့ထပ်ဆောင်ပြီးဒီပြီးတော့မှဒါပြောပြခြင်းနဲ့အကြောင်းအရာတခုရှိတယ်အဲ့ဒါကတော့ Joshua ဘန်ကတကယ်ကိုမှဒါလေ့ကျင့်မှုတွေကိုခြားပြရတယ်ပေါ့နော်လေ့ကျင့်မှုတွေကိုခြားပြရတဲ့အခါမှာဒါ BJJ တို့နဗန်းတို့နော်ဘာဆိုဘာမှမပါဘူး boxing ကိုပဲသူကအဓိကအယုံထားပြီးလေ့ကျင့်နေတာခြားပြရတယ်ပေါ့နော်ဆိုတော့အကုန်းမဲအောက်တယ်မှာကျွန်တော်တွေ့ရတယ်ဘန်ကြီးရေ မင်းကအခုကတကယ်ကိုမှကပ္ပထိတန်နပန်းကောင်နဲ့ရင်ဆိုင်ရမှာနော်အချုပ်ကောင်နဲ့ရင်ဆိုင်ရမှာဘာဖြစ်လို့ boxing ကိုပဲအရေးပြီးပြီးတော့လင်းချင်နေရလဲဆိုပြီးတော့မင်းမြန်နေကြရပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့တခုတွေးမိတာပေါ့လေဂျေရှွာဘန်က boxing ကို boxing နဲ့ပဲပွဲတင်းချင်တာပေါ့နော်ဒါပေမဲ့လေသူက BJJ ကိုဟိုလင်းချင်တာမဟုတ်ဘူးဟိုသူ့အနေနဲ့အော် online ပေါ်မှာမချပြတာသူအနေနဲ့ show us ဆိုတာလေ့ကျင့်ထားတယ်လို့ဆိုထားတာကျွန်တော်သိရတယ်ပေါ့နော် ဆိုတော့ဟိုသူ့အနေနဲ့ဟိုသူကဒီကွက်တွေဒီကွက်တွေလေးချင်းတယ်လို့ဆိုရင်အနေထားမျိုး online ပေါ်မှာချပြကြနေတာမဟုတ်ဘူး box ကိုပဲချပြကြနေတာတကယ်လက်တွေ့လိုအပ်လာမှာတကယ် သူ့အနေနဲ့သုံးသွားမယ်ပေါ့နော်။ဘိုင်းကြီးကလေဒါကျွန်တော်တို့အင်တာဗျူးမှာလေးဖြေချထားတယ်။သူ့မှာတကယ်ကိုမှ special box ဟို BJJ skin ရှိတယ်ပေါ့နော်။သူလည်းနဗန်းကောင်းတယ်ဒါပေမဲ့တကယ်လို့ကမှထုတ်ပြမယ်။နဗန်းကျွမ်းတဲ့သူကနဗန်းနဲ့ပဲပြလဲအဆုံးသက်ပြမယ်။ sorry နေသားမျိုးဖြေချထားရရှိတယ်ပေါ့နော်။ဆိုတော့ကျွန်တော်စောင့်ကြည့်အောင်ဗျာ။အများကြီးတော့လေမွေးဖန်ချတဲ့ဟို Joshua Van လို့သူမျိုးကဟိုဒီရအတွက်မလေးချင်းပဲဟိုမပြင်ဆင်ထားပဲမနေဘူးเนาะအဲ့ဒါတော့ကျွန်တော်အနေနဲ့ပြစ်တက်တွေကိုအတိပေးချင်တယ်ဗျာเนาะ